စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ဒီမေတ္တာတရားဟာတဲ့ဗျာပါဒတ္တစိတ်ထဲမှာအလိုမကျနေတဲ့ဒေါသရဲ့နေတ္တရဏံထွက်ပေါက်ပါပဲ။ဒီနည်းနဲ့သာလင်စိတ်မှန်တဲ့ထွက်ပေါက်ကိုရနိုင်တယ်။နောက်ဆုံးဒေါသဆိုတာဘလို့မှစိတ်ဆိုးအောင်လုပ်လင်စိတ်ဟာဘယ်တော့မှ ဆိုးလာတာမရှိတော့ဘူး။ဘုန်းကြီးတို့တွေစဉ်းစားကြည့်ဗျာပါဒဆိုတဲ့ဒေါသလူတိုင်းဖြစ်ဖူးကြတယ်။ဖြစ်တဲ့အချိန်မှာဘလို့ခံစားရသလဲ။ စိတ်တည်ငြိမ်နေမှုတွေလုံးဝပျက်စီးသွားတယ်နှလုံးခုန်မှုတွေပြင်းထန်လာတယ်ယက်နာတွေနီရဲလာတယ်သွေးခုန်မှုတွေပြောင်းလဲလာတယ်နှလုံးကနေလှုပ်ဆော်လာသည့်အတွက်ကြောင့်ဘာဖြစ်လဲနှုတ်ခမ်းကအတန်ကမဟုတ်တဲ့အတန်တွေမဟုတ်တဲ့စကားတွေပြောလာတယ်လက်ကလည်းပဲအန္တရာယ်ပြုမဲ့အမှုမျိုးတွေဖြစ်လာတယ်ဟောဒေါသရဲ့ဆွမ်းဆောင်မှုတွေပဲ အဲ့ဒီလိုဒေါသဆိုတဲ့အမုန်းတရားဟာနှလုံးသားထဲမှာလုံးဝမကြံအောင် ဖြည့်ရှင်းပြစ်လိုက်နိုင်တာဒါထွက်ပေါက်အစ်စ်ပေါ့